ပထဝီဝင်ပေးထားချက်နဲ့ကချင်တော်လှန်ရေးအခက်ခဲအပိုင်းနဲ့ဗိုလ်ချုပ်ကြီးနေဝင်ဦးဆောင်တဲ့စစ်တပ်ကဖဆပလအစိုးရကို1962မတ်လ၂ရက်နေ့မှာအနာတိန်လိုက်တာကြောင့်ပါလီမန်ဒီမိုကရေစီစနစ်ပြတ်တုံးပြီးတော်လှန်ရေးကောင်စီအစိုးရဖွဲ့ခဲ့ကြပါတယ်။ဇူလိုင်လ၄ရက်နေ့မှာဗမာဆိုရှယ်လစ်လမ်းစဉ်ပါတီဖွဲ့စည်းပုံကိုကြီးညာခဲ့တယ်လို့ ISP ဖော်ပြထားတဲ့တော်လှန်ရေးကောင်စီအစိုးရခေတ်ဆောင်းပါးမှာတွေ့ရပါတယ်။နောက်မှာ KNO ရဲ့ဒုနိုင်ငံကြားရေးတာဝန်ခံဖြစ်လာမဲ့ ဗိုလ်မှူးကြီး James Landon ကမော်ကွန်းဌာနမှာအလုပ်ဝင်ရောက်လုပ်ကင်ဖို့ရွေးချယ်ခန့်အပ်ခံခဲ့ရတယ်လို့တူကိုရိုင်းရေးတဲ့အထောက်ပတိစာအုပ်မှာတွေ့ရပါတယ်။ဦးနေဝင်ဦးဆောင်တဲ့အာနာတိန်တော်လိုင်းရေးကောင်စီအစိုးရရဲ့မော်ကွန်းဌာနမှာအလုပ်လုပ်ဖို့ခန့်အပ်ခံရသူ James Landon ဟာကချင်တော်လိုင်းရေးအတွက်ပူးပေါင်းလှုပ်ဆောင်မယ်လို့စလကဘာဇိုင်ဟန်ပေါ့တောင်နဲ့အခြားရန်ကုန်တက္ကသိုလ်ကျောင်းသား၄ဦးရဲ့ရှေ့မောင်မှာတစ္ဆာဆိုခဲ့တယ်လို့ဆိုပါတယ်။ James Landon ဟာတော်လိုင်းရေးကောင်စီအစိုးရမှာ တာဝန်ထမ်းဆောင်နေစမှာပဲ KNU ဥက္ကဋ္ဌဟာထိုင်းနိုင်ငံကိုဆင်းလာတော့မှဖြစ်တာကြောင့်ဥက္ကဋ္ဌကိုကူညီဆောင်ရွက်ပေးဖို့အတွက်ထိုင်းနိုင်ငံကိုကြိုတင်တွားနှင်းဖို့ KNU ဘိုဟိုကနေညွှန်ကြားခံရတယ်လို့ James Landau ကရေးသားထားပါတယ်။ KNU ဥက္ကဋ္ဌဗိုလ်ချုပ်လက်ထောင်စောဆိုင် ထိုင်းနိုင်ငံတွင်းကိုမရောက်မီကြိုတင်ရောက်နေပြီးစောင့်ကြိုနေရမယ်ဆိုတဲ့ဘိုဟိုရဲ့ညွှန်ကြားချက်ကြောင့် James Landau ဟာ1965ခုနှစ်မှာကရင်ပြည်နယ်ကိုဖြတ်ပြီးထိုင်းနိုင်ငံဘန်ကောက်မြို့ကို တရားဝင်ထွက်သွားခဲ့ရတယ်လို့သိရပါတယ်။1966ခုနှစ်ဧပြီလ24ရက်နေ့မှာ KNO ရဲ့ဥက္ကဋ္ဌနဲ့အဖွဲ့ဟာထိုင်းနိုင်ငံနယ်စပ်ထန်းကောက်တောင်မှာရောက်ရှိခဲ့ပြီးတဲ့နောက်ဘန်ကောက်ကိုရောက်ရှိလာပြီး James Lwan တောင်လည်းဥက္ကဋ္ဌကြီးနဲ့တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။ KNO ဥက္ကဋ္ဌကတော်လှန်ရေးကိုလှုပ်ဆောင်တဲ့နေရာမှာ နိုင်ငံရေး၊စစ်ရေး၊စီးပွားရေးတွေနဲ့တရမန်ဆက်ဆံရေးတွေကိုတပြိုင်တည်းအရေးကြီးလှုပ်ဆောင်တော့ရမယ်။ကျုပ်တို့လက်နက်ကင်ပြီး ကိုပြည်တွင်ကအုပ်စိုးသူအစိုးရကိုတော်လှန်ရေးတိုက်ပွဲဆင်နွှဲနေတဲ့လုပ်ရက်တွေဟာတရားနဲ့တော်လှန်ရေးတိုက်ပွဲဖြစ်တဲ့အကြောင်းနိုင်ငံတကာမှာနိုင်ငံရေးအရာဖော်ဆောင်နိုင်ရမယ်။စီရင်တဲ့နိုင်ငံရေးဖော်ဆောင်တဲ့အခါထိထိရောက်ရောက်နဲ့ကြကြံပြပြန်လှုပ်ဆောင်နိုင်ဖို့ကစီးပွားရေးအကောင်တုတ်တက်မှုရှိရမယ်။အဲ့ဒီလိုထိထိရောက်ရောက်နဲ့ကြကြံပြပြန်လှုပ်ဆောင်နိုင်ဖို့ကကောင်းမွန်တဲ့ဆက်ဆံရေးဆက်တွယ်ရေးတွေတည်ဆောက်ထားရမယ်။စတဲ့အချက်တွေကိုချပြခဲ့တယ်လို့ဂျိမ်းစ်လွန်တောင်က၎င်းရဲ့စာအုပ်မှာအရေးတားထားပါတယ်။ ရည်ရွယ်တဲ့နိုင်ငံရေးပန်းနိုင်ကိုရောက်နိုင်ဖို့ policy မတူတဲ့လက်ဝဲလက်ရာနိုင်ငံတွေနဲ့ပြည်လဲအောင်ဆက်ဆံရေးတည်ဆောက်ဖို့လိုအပ်တယ်လို့ပြောခဲ့တဲ့အချက်တွေကိုအကောင့်ထက်ပေါ်ဆောင်ရွက်နိုင်ဖို့ကပြည်သူတွေရဲ့ထောက်ခံမှုရရှိဖို့လိုအပ်တယ်။အဲဒါကြောင့်တော်လှန်ရေးလှုပ်ဆောင်တဲ့နေရာမှာဆက်ဆံရေးကောင်းမွန်ရမယ့်အချက်ကအခြေခံရေးကြီးတဲ့အချက်ဖြစ်ပြီးကျုပ်တို့အစမ်းကိုစူးစမ်းအထောက်ရလိမ့်မယ်လို့လမ်းညွှန်ချပြခဲ့တဲ့အကြောင်းဆက်ရေးထားပါတယ်။တော်လှန်ရေးအတွက်နိုင်ငံရေးအရာနိုင်ငံတကာကိုထိုးဖောက်ဝင်ရောက်ရမှာဖြစ်ပေမဲ့ ကချင်လူမျိုးကိုတည်တဲ့နိုင်ငံတွေကိုအင်မတန်ရှာရခတ်ပါလိမ့်မယ်။ဒါအပြင်အစိုးရကိုပုံကန်တဲ့အဖွဲ့အစည်းဖြစ်မြင်လာကြမှာဖြစ်လို့ဒီထားချင်းကဲဆောင်ရွက်ကြရမှာဖြစ်တယ်လို့ KNO ဥက္ကဋ္ဌကချပြဆွေးနွေးခဲ့တဲ့အကြောင်းလဲဖော်ပြထားပါတယ်။အခြားတစ်ဖက်မှာလည်းပြည်ပရောက်ပြီးနိုင်ငံတကာမှာတော်လှန်ရေးအတွက်လှုပ်ဆောင်နေတဲ့သူတွေနဲ့ပြည်တွင်းမှာမြေပြင်တိုက်ပွဲဆင်နွှဲနေသူတွေကြားအမြင်ကွဲအယူကွဲစီမဲ့တက်ရှုံမှုတွေဝင်လာနေတာကြောင့်အချင်းချင်းနားလည်ပြီး တဘောရာကြီးဖို့အရေးကြီးတဲ့အကြောင်းတွေကအစပြောကြားခဲ့တယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံနဲ့ဆက်ခေါင်းတောင်မှာ KIO KIA စကန်တစ်ခုချပြီးပြည်တွင်းမိခင်ဌာနချုပ်ကိုလည်းကျင်းနှံဆက်တွယ်မှုစနစ်တည်ဆောက်ထားခဲ့ပြီးထိုင်းဆိုရခေါင်းဆောင်တွေနဲ့တွဲဆုံရင်းနှီးမှုတည်ဆောက်နိုင်ဖို့အစင်းစင်ချင်းကပ်တွဲဆုံခဲ့တယ်လို့နိုင်ငံတကာအစိုးရတွေနဲ့ချိတ်ဆက်တွဲဆုံနိုင်ဖို့နီလန်းရှာချင်းကပ်ခဲ့ပါတယ်။အဲ့ဒီချိန်ကဗိုလ်ချုပ်ဇော်ဆိုင်က တူရင်းနှီးထားတဲ့ထိုင်ဝမ်ဗိုလ်ချုပ်တွေနဲ့အရင်တွေ့ဆုံနိုင်ဖို့ကြိုးစားခဲ့ပြီးနောက်ကြမှာအနောက်နိုင်ငံတချို့ကိုစာပို့ချင်းကပ်မှုတွေလုပ်ဆောင်လာခဲ့တယ်လို့ KIO ရဲ့ဒုနိုင်ငံသားကြီးတာဝန်ခံလုပ်ခဲ့တဲ့ဘုံမူကြီးဂျင်းစ်လွန်းတောင်ကရေးသားထားပါတယ်အထက်မှာဖော်ပြခဲ့တဲ့အတိုင်း KIO ဥက္ကဋ္ဌဗိုလ်ချုပ်လက်ထော်ဆောင်ဆိုင်ကတော်လိုင်းရေးအတွက်နိုင်ငံတကာကိုကြည်ကြည်ပြန့်ပြန့်ထိုးပေါက်ဝင်ရောက်နိုင်ဖို့ရည်ရွယ်ချက်တွေကိုအကောင့်ထဲပေါ်ဆောင်နိုင်မှုတွေရှိခဲ့တယ်လို့လေလာတုံတက်ရပါတယ် ခက်ခဲအတားအဆီးတွေရှိခဲ့ပေမဲ့1981ခုနှစ်ကကိုရီးယားနိုင်ငံဆုံးမြုပ်မှာကျင်းပခဲ့တဲ့ APACL ညီလာခံမှာကချင်လန်း chapter အနေနဲ့အဖွဲ့ဝင်ဖြစ်လာရေးအစိုးတင်တွင်းနိုင်ဖို့ KNO ဥက္ကဋ္ဌဦးဆောင်တဲ့အဖွဲ့ကတက်ဆိုင်ရာနိုင်ငံတွေနဲ့ချင်းကပ်ခဲ့ကြပါတယ်။အဖွဲ့ဝင်ဖြစ်ဖို့ KNO တင်တွင်းတဲ့အစိုးကိုအိန္ဒိယနဲ့အီရန်ကိုယ်စားလှယ်နှစ်ဦးကကန့်ကွက်ကြပေမဲ့အများစုက ထောက်ခံခဲ့တဲ့အတွက် KNO ဟာ ကချင်လန်းအနေနဲ့ APACL ရဲ့တရားဝင်အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ APACL အဖွဲ့ဝင်ဖြစ်ပြီးတဲ့အဖွဲ့ဝင်တွေဟာ WACL အဖွဲ့မှာလည်းအဖွဲ့ဝင်ဖြစ်ထပ်မံတည်တွင်းခွင့်ရတာကြောင့် KIO ဟာ WACL ရဲ့အဖွဲ့ဝင်ဖြစ်ခွင့်လည်းရရှိခဲ့တယ်လို့တီးရပါတယ်။ KIO ဥက္ကဋ္ဌဗိုလ်ချုပ်လက်ထောဆောင်ဆိုင်ကွယ်လွန်ပြီးတဲ့နောက်ဥက္ကဋ္ဌဖြစ်လာတဲ့ Slang ကမ္ဘာ Maran Brand ဆိုင်ကလည်း1986ခုနှစ်မှာ ကချင်ပြည်နယ်ကနေထိုင်းနယ်စပ်ကိုဆင်းလာပြီးလန်ခီးမှာ6လကြာပြီးတဲ့နောက်ထိုင်းနယ်စပ်ကိုရောက်ရှိနိုင်ခဲ့ကြောင်းသိရပါတယ်။ဩဂထမရန်ဘရန်ဆိုင်ဟာ KNU ဌာနချုပ်အမနဲ့ဘလော့မြူတာဒီမိုကရေစီတပ်ပေါင်းစုဌာနချုပ်ရောက်ရှိပြီးတိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်နိုင်ငံတကာခီးစဉ်မစတင်ခင်မှာဗိုလ်မှူးကြီး James Randall ကိုတရုတ်ခေါင်းဆောင်တွေနဲ့တွားရောက်တွေ့ဆုံဖို့ပေကျင်းမြို့ကို အရင်စီလုခဲ့တယ်လို့ဆိုပါတယ်။ တရုတ်ကိုယ်စားလှယ်တွေနဲ့၄ရက်တိတိဆွေးနွေးခဲ့ကြတယ်။ KNO ရဲ့နိုင်ငံရေးကြီးရဲ့ချက်ပန်းနိုင်တဲ့နိုင်ငံသားရေးချင်းကပ်မှု policy တွေကိုရှင်းပြခဲ့ပါတယ်လို့ဘူမူကြီး James Lawson က၎င်းရဲ့စာအုပ်မှာရေးသားထားပါတယ်။ဥက္ကဋ္ဌ Maran Brand Sign ကလည်း Manne Blow မှာ NDF အဖွဲ့ဝင်တိုင်းနာကောင်းဆောင်တွေနဲ့တွေ့ဆုံပြီးတဲ့နောက်တိုင်းနာတွေရဲ့တော်လိုင်းလှုပ်ရှားမှုတွေနိုင်ငံတကာကိုအတိပေးစည်းရုံးနိုင်ဖို့ကြီးစားတင်ခဲ့ပါတယ်။ဥက္ကဋ္ဌ Maran Brand Sign ဥဆောင်တဲ့အဖွဲ့ဟာ 1989ခုနှစ်ဩဂုတ်လ16ရက်နေ့ကနေ23ရက်နေ့အတွင်းထိုင်ဝမ်မှာကျင်းပခဲ့တဲ့ WACL နဲ့ APLFD ညီလာခံမှာတက်ရောက်ခဲ့ပါတယ်။ APLFD ဟာ APACL ကိုအမိပြောင်းဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။ KNO ဥက္ကဋ္ဌဘရန်ဆိုင်ဟာဩဂုတ်လ16ရက်နေ့မှာ APLFD ညီလာခံမှာမိန့်ခွန်းပြောကြားခဲ့ပြီးသူ့ရဲ့မိန့်ခွန်းကို TV ကနေထုတ်လွှင့်ခဲ့တယ်လို့လေ့လာတွေ့ရှိရပါတယ်။ အခုလိုနိုင်ငံတကာအစိုးရကိုယ်စားလှယ်တွေတက်ရောက်တဲ့ညီလာခံမှာမိန့်ခွန်းပြောကြားခွင့်ရရှိခဲ့တာဟာ KIO က1983ခုနှစ်ခေတ်ကကချင်လန်း chapter အနေနဲ့တရားဝင်အတိမတ်ပြုဝင်ရောက်ခွင့်ရရှိခဲ့တဲ့အချက်ရဲ့အာတာဂျဲလို့နားလည်ရပါတယ်။ပထဝီဝင်ပေးထားချက်နဲ့ကချင်တော်လှန်ရေးအခက်ခဲနိုင်ငံရေးစောင့်မရဲ့ကြံရှိနေတဲ့အပိုင်းတွေကိုဆက်လက်ဖော်ပြပါမယ်ခင်ဗျာ။